ချိန်မှာအစီအစဉ်စပြုရအစအချိန်တော်ပြီဖြစ်တဲ့ကြောင့်မလို့ဆွတောင်းပါမယ်။ကောင်းကင်ဘုရားရှိတော်မူသောအဖကောရှင်ဒီမနက်ခင်းအချိန်ခါမှာကောရှင်ဖျားကြောင့်မောအောက်သောလာရောက်ပြောမှာကောရှင်နဲ့ဒုမေတ္တဟပေးနိုင်သောခွင့်ကိုပြည့်ကြည်ကြည့်ဖြစ်တယ်မှာရောက်ရှိလာနိုင်ကြတဲ့သူရောက်စေတဲ့လည်းကောရှင်ကောင်းကြီးမင်္ဂလာချပေးနိုင်မှာလက်မရှိနေကြတဲ့သူများအိမ်မအိမ်မမလာနိုင်မဲ့သူများအရောက်စေတဲ့လည်းကောရှင်ဖျားပြ ကောင်းကြီးမင်္ဂလာချပင်နာတော့မှာစီစီအစမလည်းဆုံးတိုင်အောင်လည်းကောင်းမွန်စွာပြုဆောင်အောင်နိုင်မြခွင့်ကိုလည်းပေးတော်မူပါစီစီနဲ့ပဝင်ကြမိသူရောက်တိုင်အောင်လည်းကိုရှင်တူပါရှိပင်နာတော့မှာညာအလုံးကိုတခင်ရှုလက်တော်ထံနဲ့သူအနန္တိခမှာတပါတော်တော်ခေရှိခရမဟာနာမတော်မျက်နှာပြည့်စတော်မှာရောဖာပြခင်မင်းခုချိန်မှာအဖွင့်ကျန်းစာတော်မြတ်ဖတ်ကြပါမယ် 128ခုမြောက်သောစာလံအပိုင်ငယ်တမန်နှင့်128ခုမြောက်သောစာလံအပိုင်ငယ်တမန်နှင့်ထာဝရဘုရားကိုကြောက်ရွံ့၍လန်ခီတော်သို့လိုက်သွားသည်မြတ်တော်သူတို့သည်မင်္ဂလာရှိကြ၏ထိုသို့ပြုလျင်တင်သည်မိမိလက်နှင့်လှုပ်ဆောင်ရရသောအစာကိုစားရလိမ့်မည်ခုချိန်မှာတရားဒေသနာအတွက်ကျမ်းစာကိုဖတ်ကြပါမယ်ယောရှုမဆာအခန်းကြီး24အခန်းငယ်15ခါယောရှုမဆာအခန်းကြီး24အခန်းငယ်15ခါ ငါနဲ့ငါအိမ်သားဖြစ်လေထရော့ဖျောက်ကိုသာကိုပြုမိဟုဆိုလေတော့ကိုချိန်မှာပြိတ္တအပေါင်းဓမ္မတချင်တိဆိုဖို့ရအတွက်ခွေးရှင်မှာ260ခွေးရှင်မှာ63အစ်စ်မှာ263ခွေးရှင်မှာ63အစ်စ်မှာ263တွင်လေတူတကွာမတည့်လဲလေဒီဆိုကြပါစို့ ဆိုတော့ဘယ်ရဲ့အပရိသတ်ဘောင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အခုချိန်မှာတော့တရားဟောမယ့်ဆရာမရဲ့လက်တော်ထက်သူအချိန်တိုင်းကိုစကားအနံပါတယ် ွယ်ပလဲစုတာကစောနေပကပါဆောစရိတာဆကတော်လက်တာထူပါမွယ်လောထူလောယောပါတာဘူယောပကစာအိုစီဘလူဘာနာနုမမေလနဆွေဘာကိုတေတနာကလပမီမန်မမခုခုမေလနဤထွဲကွာထွဲဘွားကိုမောနာရီဤဘဲတူဘာတာဘာသရဒပဒုနေဘာတာခွဲတာရလပဘူတကိုဘာတကိုဘာနာတိဝဲတာကိုတာဘူးလောမောနာရီဒါကစောလပကနာဟုတာတခဲလေဤနေမောကကဲထောတာဘာနတာဝနေမဆဘာနိကေတာမှုဆောစရိပဆရဒနေလူဘွာလနတာအမှုလပတာအမှုတိတဖာစုနကလေ ပူနေတကေလန်နဖို့ခွာကစားယေရှုခရစ်မီပခေနာလောပါယောအာမင် ဒီနေ့မနက်မှာဖျားသခင်ရဲ့ဂျေဇူးရောကြောင့်မို့နော်ဒီနေ့ကဒီလနိုဗ ెంబ ာလဒီခရီးရန်အိမ်တော်ရတတပတ်လမှာပထမဆုံးအနေနဲ့ဒီ morning devotion မှာအစီအစဉ်ယူရတဲ့အခွင့်နော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုအတူတူကဝင်မြကျမ်းနာဖို့ရန်အတွက်အချိန်ယူရတဲ့အခွင့်ကိုရသည့်အတွက်ဖျားသခင်ကိုဂျေဇူးတင်နဲ့စီစဉ်ပေးတဲ့ဒီနေ့အသင်းတော်မှာရှိတဲ့တာဝန်ရှိသူများလည်းအထူးပဲဂျေဇူးတင်ပါတယ်လို့ဒီလဆိုလို့ရှင်အဲကျွန်တော်တို့ဒီယုံကြည်သူခရီးရန်များအတွက်ပေါ့နော်အထူးတတိပြုစီရခရီးရန်အိမ်တော်ရတတပတ်လဖြစ်တယ်ပေါ့နော်ကျွန်တော်ပုံမှန်ကတော့ခရီးရန်အိမ်တော်ဆိုလို့ရှင် ော့ကျွန်တော်တို့တပတ်ရက်သက်တပတ်ကိုကျင်းပပေးမယ်ဒါမဲ့ဒီ November လတလလုံးအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Korean Aim Down ဟို Korean Aim Down ပေါ့နော် ခရစ်ခရစ်တော်ယုံကြည်ကြတဲ့သားသမီးတွေစုဝေးထားတဲ့ဒီအိမ်နောင်မိသားစုဆိုတဲ့အရာပေါ့နော် highlight လုပ်ထားတဲ့လပဲဖြစ်တယ်ပေါ့နော်အဲဆိုဒီအရာတော့တခြားဘာသာဝင်တွေမှာဒီအရာမျိုးကမရှိဘူးမရှိဘူးလို့ကျွန်မယုံကြည်တယ်ဘာကြောင့်လဲဆိုရင်ဒီဥပမာဓမ္မပညာသင်ကြားခြင်းတွေဆိုလဲဒါဒီယုံကြည်သူခရစ်ယာန်တွေကစလာခဲ့ကြပါပေါ့နော်အခုဆိုလို့ရှိရင်လေဒီအိမ်နောင်မိသားစုရဲ့အရေးကြီးပုံကိုဒီခရစ်ခရစ်ယာန် သူတို့ highlight လောက်တာဒီ November လထဲမှာအများကြီးပဲ highlight လောက်တဲ့အခါမှာဆိုလို့ရှိရင်ဒါကျမတို့အတွက်အခွင့်အထူးပဲ crypto တီထောင်ပေးတဲ့အိမ်ထောင်ဆိုတာကိုကျမတို့အဆင်ကျင်စရာပေါ့နော် crypto ရဲ့အိမ်ထောင်မိသားစုတွေကဘလောက်ရေးကြီးရဲဆိုတာဆင်ကျင်စရာလည်းဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်အသင်းတော်အစား crypto ရဲ့အိမ်ထောင်မိသားစုကပဲဒီ crypto ရဲ့အိမ်ထောင်မိသားစုတ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 ွေပေါင်းလိုက်တဲ့အခါမှာကျမတို့အသင်းတော်တွေဖြစ်လာရပေါ့နော်။အသင်းတော်တွေဖြစ်ဖြစ်လာပြီးတော့နောက်ဆုံးဒီတိုးတက်ကြီးပွားခြင်းတွေဖျားရဲ့နိုင်ငံတော်ကျယ်ပြန့်ခြင်းတွေဖြစ်လာတဲ့အခါမှာဒီကအရန်ရေးကြီးတဲ့အရာပဲဖြစ်တယ်ပေါ့နော်။အဲဆိုဒီနေ့ နဲ့မှာအကျွန်တော်ဆင်ခြင်စဉ်းစားစရာအကြောင်းရဲ့ကလေးတစ်ခုနဲ့ဒီနေ့ဟိုကျွန်တော်တိုက်တွန်းဝင်ငါချင်ပါတယ်လို့အဲဆိုတော့ဟိုကျွန်မစကလုံးလေးတစ်ခုကိုစဉ်းစားမိတယ်ပေါ့နော်အဲဘာလဲဆိုတော့ကျွန်မအိမ်နာမိသားစုတွေရဲ့မှာဆိုရင်အငါရင်လုံမယ်ပေါ့ငါရင်လုံမယ်ဒီရတခါလေးကျရင်စဉ်းစားကြည့်တော့နည်းနည်းအတတော့ဆန်တာပေါ့နော်တခုဆိုလို့ရှင်အငါရင်စားလိုက်မယ်နော်ငါရင်သွားနေပြီနော်အာဥပမာငါ့ကိုရင်ပေးငါအရင်လုံမယ်ဒီရဲ့သဘောတရားဆိုလို့ရှိရင်ကျွန်တော်တို့ ဟိုလူအနေနဲ့စဉ်းစားကြည့်လိုက်လို့ရှင်ဟာ तू ကတခြားလူတွေရဲ့အရှိမှ तू ကအရင်လှုပ်သွားတယ် तू ကသူ့ကိုယ်သူအရင်ဦးစားပေးတယ်အတ္တဆန်တဲ့သဘောတရားဖြစ်တယ်ပေါ့နော်တကယ်နဲ့ချစ်ချင်းမေတ္တာနဲ့ပြေးွားတဲ့အိမ်တော်တွေမှာဆိုတော့အော်သူ့ကိုဦးစားပေးလိုက်တာကို့အကျိုးခဏလေးထားလိုက်တယ်ကိုကနောက်မှနေလိုက်တယ်ဒါမဲ့သူများကိုအရင်ဦးစားပေးလိုက်တာဒီအရာတွေသွားတယ်ပေါ့နော်အဲ့ဆိုအခုနကကိုကိုကိုရှေ့တန်းတင်တယ်ဆိုတဲ့အရာစဉ်းစားလိုက်တယ်ဆိုလို့ရှင်တော့အော်ကိုကိုကိုရှေ့တန်းတင်လို့နေဆိုတာမကောင်းဘူးပေါ့နော်ဒါမဲ့ဒီနေ့ဒီသဘောတရားလေးကိုကျွန်တော်တို့အပြုတ်သဘောဆောင်ပြီးတော့ပြန်လဲစဉ်းစားကြည့်မယ်ပေါ့နော်အဲ့ဆိုကိုအရင်စလ ုပ်လိုက်တာပေါ့ကိုရင်စလုပ်လိုက်တာ go first ကိုကအရင်စလိုက်တာကိုကအရင်ဒါကိုဥဆောင်လိုက်တာဒါကိုအရင်ဖော်ထုတ်လိုက်တာဒီရရောမကောင်းတဲ့အရာလားဆိုတော့တကယ်တော့လေဒီရမကောင်းတဲ့အရာမဟုတ်ပြန်ဘူးပေါ့နော်အဲဆိုဒီနေ့မှာခရိယအိနာမိသားစုတွေထဲမှာဆိုလို့ရှိရင်ကိုကအရင်စလုပ်မယ်ဆိုတဲ့သဘောတရားပေါ့နော်ကိုကအရင်စလိုက်မယ်ငါကအရင်စပြုမယ်အဲ့ဒီရဲ့သဘောတရားနဲ့ပြည့်ဝတဲ့ မိသားစု၃စုပေါ့နော်ကျွန်တော်တို့ဒီနေ့လေ့လာပြီးတော့ကျွန်တော်တို့ခွန်အားယူมาဖြစ်ပါတယ်လို့ပထမအဆုံးမိသားစုအနေနဲ့ကကြတော့ဒီတမန်တော်ဝိတ္ထုအခန်းကြီး76အပိုင်းငယ်73နဲ့75မှာပါတယ်မိသားစုတွေတစုပေါ့နော်ဒီမှာတော့အိမ်တော်မိသားစုရဲ့ခေါင်းဆောင်ကတော့သူကအမျိုးသမီးဖြစ်တယ်ပေါ့နော်အဲဆိုတော့တမန်တော်ဝိတ္ထုအခန်းကြီး76အပိုင်းငယ်73ကနေ75ကိုဖတ်ချင်ပါတယ်ဥပုံနေ့၌ငါတို့ဒီမြို့ပြင်သို့ထွက်လင်းပထနာဇရက်ရှိတက်ရမျက်နာသို့တွား၍ထိုင်ပြီးမှထိုအရက်၌စီဝေသောမိမတို့အား ောပြောကြ၏ထို့အခါမိမောင်းသောအထယ်လက်ကိုရောင်းသောသွာတိရဲမြို့သူလူတိအမိရှိသော မိမတစ်ယောက်သည်ဖျားသခင်ကိုကိုးကွယ်သောသူဖြစ်၍တရားနာစဉ်တွင်ပေါလုဟောပြောသောအရာကိုမှီဝဲစည်းကပ်စေခြင်းကသူ၏စိတ်နှလုံးကိုသခင်ဖျားဖွင့်တော်မူ၏ထိုမိမသည်အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှကျမသည်သခင်ဖျား၌အမှန်ယုံကြည်သည်ကိုတင်တို့သည်ထင်မှတ်လျင်ကျမအိမ်သို့ဝင်၍နေကြပါဟုတောင်းပန်လျက်ငါတို့ကိုအနိုင်သွေးဆောင်လေ၏အဲဆိုလို့ရှင်ဒီတမန်တော်ဝိတုအခန်းကြီး16 73နဲ့75မှာတခါတော့ပေါလုနဲ့တိလာဆိုလို့ရှင်သူတို့ဖိလိပ္ပုဖိလိပ္ပိမြို့ကိုရောက်တယ်ဖိလိပ္ပိမြို့ကိုရောက်တဲ့အခါမှာဥပုံနေဖြစ်တဲ့အခါမှာဥပုံနေမှာဒီဖိအဲ တမိုင်းထောက်ထားရပြစ်နိုင်တာတခုကဖိလစ်ပိမြို့မှာအဲဒီဂျူးတွေရဲ့တရားစီရင်မရှိတာလည်းဖြစ်နိုင်တယ်ဂျူးတွေရဲ့တရားစီရင်က ဒီဂျူးဘာသာဝင်ယောက်ျားလေးသူတို့သတ်မှတ်တဲ့အရေးအတွက်ပေါ့နော်ကျွန်မအသေးချာတော့မပြောတတ်ပေမဲ့အဲ့ဒီဆယ်ကဏန်းတစ်ခုလည်းဖြစ်နိုင်တယ်အဲ့ဒီသတ်မှတ်တဲ့အရေးအတွက်တစ်ခုပြည့်မှာသူကဒီတရားစရက်တီထောင်ခွင့်ရှိရဲ့အခါမှာဒီမှာတရားစရက်မရှိတာလည်းဖြစ်နိုင်တယ်အမျိုးသမီးတွေကဒီမြို့ရဲ့မြို့ပြင်မြို့ပြင်မြစ်ကမ်းနားလေးမှာသူတို့ဝတ်ပြုကိုးကွယ်နေတဲ့အချိန်ပေါ့နော်အဲ့ဆိုတော့ပေါ်လူနယ်တီလာဆိုလို့ရှိရင်ဖိလစ်ပူဖိလစ်ပီးမြို့ကိုရောက်တဲ့အခါမှာဥပုပ်နေဖြစ်တဲ့အခါမှာအော်ဘယ်မှာများဖျားရှိခိုးကြလဲအဲ့ဆိုရင်သူတို့ကတရားစရက်ရှိရင်တရားစရက်မှာဆိုရင်ဒီတရားစကားတွေဝင်ရောက် ဆွေးနွေးဟောပြောပြီးနောက်ဆုံးသူတို့ကသခင်ယေရှုကြောင့်အမြင်ဖွင့်ပေးတာပေါ့အဲဆိုသူတို့လိုက်ရှာတဲ့အချိန်မှာဒီမြို့ပြင်မှာပေါ့နော်မြို့ပြင်မြစ်ကမ်းနားမှာဝတ်ပြုနေတဲ့အမျိုးသမီးအဖွဲ့ကိုသူတို့တွေ့တယ်တွေ့တော့သူတို့သွားထိုင်တယ်ထိုင်ပြီးတော့ဒီအမျိုးသမီးတွေနဲ့သူတို့တရားနာတယ်ပြီးရင်သူတို့လည်းဝေမျှတယ်ဝေမျှတဲ့အခါမှာအဲ့ဒီမှာအမျိုးသမီးတယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကကျတော့သူ့နာမည်ကလူဒီပေါ့နော်အင်္ဂလိပ်လိုဆို lady ရယ်ပေါ့ကရင်လိုဆိုတော့ not lady ပေါ့အဲ့ဆိုရင်သူကအဲ့ဒီမှာတရားနာတဲ့အမျိုးသမီးတွေထဲမှာတယောက်ဖြစ်တယ်သူကကျတော့ဘာလုပ်လဲဆိုရင်စီးပွားရေးလုပ်တယ်ကုန်တယ်လုပ်လုပ်တယ် သူကအထယ်အလိတ်ရောင်းတဲ့အလုပ်ကိုလုပ်တယ်ပေါ့နော်အဲဆိုတော့အဲ့ဒီမှာဒီပေါ်လူနဲ့တိလာလာပြီးတော့သူတို့ရဲ့အဖွဲထဲမှာရောက်လာတယ်ရောက်လာပြီးတော့တရားတည်သနာဟောတဲ့အချိန်မှာသူကိုယ်တိုင်ငိုကသူ့ရဲ့ရှိရင်ဆွဲက तू ကဘုရားသခင်ကိုယုံကြည်တဲ့သူဘုရားသခင်ကိုယုံကြည်တယ်ဘုရားသခင်ကိုကိုးကွယ်တယ်ဒါကြောင့်မလို့ဒီဥပုံနေ့မှာသူ့ရဲ့အလုပ်ငန်းကိုခဏထားခဲ့ပြီးတော့ထားခဲ့ပြီးတော့ तू ကဘုရားရှိခိုးတဲ့နေရာကိုလာတာလာပြီးတော့တရားလာနာတာပေါ့အဲဆိုတော့ဒီနေ့မှာရောက်လာတဲ့ဧည့်သည်အဲသူတို့အတွက်ဧည့်သည်ဖြစ်နေတယ်ပေါ်လူနဲ့တိလာဟောပြောတဲ့အခါမှာပေါ်လူက ဖရားရဲ့အကြောင်းတွေကိုဖွင့်ပြတယ်အဲ့တော့ဒီကျန်းစာအရာဆိုရင်ပေါ်လူကဒီလိုတရားစီရက်တွေဝင်လာဒီလိုနေရာတွေတွားနေသူကဘာအကြောင်းကိုဖွင့်ပြလဲဆိုရင်ဖရားရဲ့နှုတ်ကပတ်တော်ကိုပြောပြတယ်အဲ့တော့ဂျူးတွေကဒီနှုတ်ကပတ်တော်တွေကိုသူတို့ကတိတယ်ဖက်လဲဖက်ကြတယ်ဆိုတော့ဒါဟာကိုတိနေတယ်အဲ့ဒီအဲမှာမှာသခင်ယေရှုဆိုတဲ့ဟိုဘောနော်ဖရားသားတော်ကြွလာမယ်ဆိုတဲ့အရာတကယ်လဲကြွလာပြီးပြီဆိုတဲ့အရာကိုပေါ်လူကအမြင်ဖွင့်ပေးတယ်အမြင်ဖွင့်ပေးတော့တချို့လဲယုံကြည်တယ်တချို့လဲမယုံကြည်ဘူးဘောနော်ဘာကြောင့်လဲဆိုကျမ်းစာစကားမှာမေရှိယပေါ်မယ်ဆိုတာ ပေါ်ပြီးသွားပြီဆိုတော့တချို့တွေကတော့လက်မခံဘူးပေါ့နော်အဲဆိုအဲ့ဒါကိုအမြင်ဖွင့်ပေးတဲ့အခါမှာဒီမျိုးသမီးကကြတော့ဖះကသူ့ကိုအလုတ်လုတ်တယ်လို့ဒီကျန်းဆိုင်မှာပြောရပါဘောနော်ဖះအလုတ်လုတ်တဲ့အခါမှာသူကပေါ်လူတို့တီလာတို့ပြောလိုက်တဲ့ဒင်စရာစကားကိုကြားတဲ့အခါမှာသခင်ယေရှုကိုသူယုံကြည်တယ်ပြီးလို့ရှင်ဒီလုံးနှစ်ချင်းခံလိုက်တယ်ပေါ့နော်နှစ်ချင်းခံလိုက်တယ်အဲဆိုဒီအရှိရမတိုင်ခင်မှာနှစ်ချင်းဆိုတာလည်းရှိခြင်းမလည်းရှိမယ်သခင်ယေရှုဆိုတာရောက်ခဲ့ပြီးပြီးမေရှိယဖြစ်တယ်ပေါ်ပြီးပြီးဆိုတာကိုဂျူးတွေကလက်မခံတာလည်းဖြစ်နေတယ်ပေါ့နော်အဲဆိုဒီမှာတော့သူက ပေါ်လူနဲ့တိလာပြောလိုက်တဲ့အရာပေါ်မှာသခင်ယေရှုဆိုတော့သူလက်ခံသွားပြီးတော့နောက်ဆုံးသူကနေစပြီးတော့သူ့မိသားစုကပြောင်းလဲသွားတယ်အဲ့ဆိုတော့ကိုကနေစတယ်ဆိုတဲ့အရာအခုနာလို့ကျွန်တော်စဉ်းစားကြည့်မယ်ဒါလည်းကောင်းတဲ့အရာပဲကိုကနေစပြီးတော့သူကနေစပြီးပြောင်းလဲသွားတဲ့အခါမှာသူ့တမိသားစုလုံးပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဆိုတော့ဒီမိသားစုတစ်ခုမှဆိုပုံမှန်ဆိုတော့အိမ်တော်ဦးစီးကအများဖြင့်ယောက်ျားလေးတွေပဲနော်သူတို့ဂျူးတွေဆိုလို့ရှိရင်လည်းဒါအမျိုးသားကပဲအိမ်တော်ဦးစီး မျိုးသားနဲ့ပဲရှေ့တန်းတင်တာဗောနော်ဒါပေမဲ့ဖြစ်နိုင်တာဒီမိသားစုမှာလူဒီယာသူကဥဆောင်နေရတဲ့သူဖြစ်နိုင်တယ်အမျိုးသားမရှိတဲ့တော့တဲ့သူလည်းဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်တနေတကြီးမှာ तू ကစန်းစာထဲမှာပြောတာက तू ကတွာတိရဲမျိုးသူလို့ပြောတာအဲ့တော့ तू နေတဲ့မျိုးနဲ့ तू ရဲ့ तू မွေးဖွားတဲ့မျိုးကမတူဘူးဆိုတော့ तू ဒီနေရာမှာစီးပွားရေးလာလောက်တာလဲဆိုတော့ဥပမာအိမ်လူမိသားစုတွေခြံပြီးတယောက်တည်းပဲစီးပွားရေးလာလောက်တာဗောနော်ဒါပေမဲ့ပုံမှန်ဆိုတော့မိသားစုနဲ့ဘသူမှကတော့အိမ်အောင်ရှင်မဆိုခွဲကြတာမဟုတ်ဖြစ်တော့ဖြစ်နိုင်တာအိမ်အောင်မှာ तू ကခေါင်းဆောင်ဖြစ်နေတာဗောနော်ခေါင်း ဆောင်ဖြစ်နေတော့သူကနေအရင်စပြီးတော့ပြောင်းလဲလိုက်တဲ့အခါမှာသူတမိသားစုလုံးပဲပေါ်လူပြောတဲ့တရားစကားကိုသူတို့လက်ခံယုံကြည်သူအားဖြင့်ပေါ့နော်သူအားဖြင့်သူယုံကြည်ပြောင်းလဲခြင်းအားဖြင့်သူတမိသားစုလုံးလည်းပြောင်းလဲပြီးတော့နောက်ဆုံးဗတ္တိဇံခံသွားရပေါ့နော်အဲဆိုတော့ကိုကနေအရင်စလာတယ်လူဒလူတိအားဖြင့်ကျွန်တော်ဘာသိနိုင်လဲဆိုရင်သူကနေအရင်စပြီးပြောင်းလဲခြင်းကိုယူလာတဲ့အခါမှာသူတမိသားစုလုံးလည်းကယ်တင်ခြင်းကိုရရှိခဲ့ရပေါ့နော်အဲဒီနောက်ပိုင်းလူတိရဲ့မိသားစုအသက်ရှင်တဲ့ပုံစံကဘယ်လိုဖြစ်သွားလဲဆိုရင်သူတို့အိမ်နာမိသားစုကဒီဖိလစ်ပုမြို့မှာဆို ရင်ယုံကြည်သူခရစ်ယာန်တွေခရစ်တော်ကိုယုံကြည်သောခရစ်ယာန်နောက်လိုက်တွေဝင်ထွက်တဲ့နေရာသူပေါ်လူနဲ့တိလောက်လဲပြောတယ်သူအိမ်ဝင်ဝင်มาလာပါအဲ့နော်သခင်ယေရှုတကယ်ယုံကြည်တယ်သူ့ကိုလဲသူ့ကိုလဲဒီယုံကြည်သူတယောက်ဖြစ်ခရစ်ယာန်တယောက်ဖြစ်လက်ခံတယ်ဆိုရင်သူအိမ်ဝင်လာပါလို့သူဖိတ်ခေါ်တယ်အဲ့ဆိုသူအိမ်ကိုပေါ်လူနဲ့တိလောက်ဝင်ထွက်တယ်အဲ့ဒါအပြင်နောက်ဆုံးပေါ်လူနဲ့တိလောက်သူတို့ထောင်ထဲမှာအဖမ်းခံပြီးပြန်လွတ်တဲ့အချိန်မှာပင်လေဒီနောက်ဆုံးသူတို့ဒီလူတီအိမ်ကိုဝင်ပြီးနှုတ်ဆက်တယ်လူတီအိမ်မှာရှိနေတဲ့ယုံကြည်သူအများကိုလဲဝင်ပြီးနှုတ်ဆက်ပြီးမှပြန်သွားတယ်ဆိုတာတွေ့ရတယ်ပေါ့နော်အဲ့ဆိုတော့လူတီအား ားဖြင့်သူအရင်စလိုက်တဲ့အရာအားဖြင့်သူကအရင်အဆောက်ပြုတ်လိုက်တဲ့အရာအားဖြင့်သူမိသားစုသည်ဒီဖိလစ်ပုမြို့မှာဖိလစ်ပိမြို့မှာသာသနာပြုသောမိသားစုဘုရားကိုယုံကြည်လက်ခံသောမိသားစုအဖြစ်အဲကျွန်တော်တို့ဟိုတွေ့နိုင်တာဖြစ်ပါတယ်ဒါကပထမမိသားစုတစ်ခုဖြစ်ပါတယ်လို့နောက်ဒုတိယမိသားစုအာဒုတိယမိသားစုကတော့ဒီအဲ့ဒီရဲ့တမန်တော်ဝိတ္ထုအဲ့ဒီ76ရဲ့အနောက်ကလေးမှာပဲဆက်ပါတယ်မိသားစုတစုပေါ့နော်အဲသူကတော့ဘကကော့လို့ခိုတူပေါ့နော်ဒီထောင်မူထောင်မူအဲသူက